အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါကမ္ဘာပေါ်လုံးပွဲကြုံ FIFA ကနေခု2025ခုနှစ်ဇွန်14ရက်နေ့မှာ FIFA ရဲ့ Club World Cup လို့ခေါ်တဲ့ကမ္ဘာကလပ်ပြိုင်ပွဲရဲ့ကမ္ဘာဖလားပြိုင်ပွဲလေကလပ်သင်းတွေရဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးကိုအမေရိကန်နိုင်ငံမှာကျင်းပမှာဖြစ်တယ် ဆိုတော့ FIFA ကအရင်တည်းကတစ်ခုပြီးတစ်ခုကျွန်တော်တို့အပြောင်းအလဲတွေအများကြီးကိုသူတို့ထွင်လေးရှိတယ်ကျွန်တော်မမရရ Confederation ဖလာတို့တိုက်ကြီးလိုက် club ပြိုင်ပွဲပါညာအရင်တုန်းကဒီ FIFA ရဲ့ club world cup အဲ့လိုအကုန်လုံးကြတယ်အဲ့ Confederation ဖလာကိုတော့သူတို့ပြီးခဲ့တဲ့ covid မတိုင်ခင်ကမှသူတို့ plan ထားတယ်အဲ့တော့ကတရုတ်ပြည်မှာကျင်းပဖို့လုပ်တာ အကြောင်းကြောင့်ကြောင့်ကိုဗစ်ဖြစ်တော့အိုက်ကိစ္စကြီးပြတ်သွားတယ်ဒါပေမဲ့ FIFA ကပြန်အသက်သွင်းပြီးတော့အိုက်တုံးက16တင်းပဲဒါပေမဲ့အခုဒီတစ်ချိန်ကျင်းပဖို့လုပ်တဲ့အခါမှာ16တင်းကနေ32တင်းထိဖြစ်ပြီးတော့ Club World Cup ဆိုတဲ့အမည်နဲ့လုပ်ပြီးတော့ အမေရိကန်နိုင်ငံကမ္ဘာဖလားကျင်းပမဲ့နိုင်ငံမတိုင်ခင်တခုသူတို့ကအမြင်နဲ့ပြ Confederation ဖလားလို့ပေါ့ပြည်သစ်မှာကမ္ဘာဖလားကျင်းပရင်68မှာကျင်းပရင်69မှာလုပ်မယ်2000နှစ်ကမ္ဘာဖလားကျင်းပရင်2001မှာအာရှမှာလုပ်မယ်2010ကျင်းပရင်အဲ့လိုမျိုးရှစ်တနစ်တနစ်တနစ်သူတို့လုပ်တဲ့ပုံစံပေါ့လေဆိုတော့အခု Club World Cup ကိုအမေရိကန်နိုင်ငံမှာကျင်းပမှာဖြစ်ပြီးတော့ဂျွန်14ရက်နေ့ကနေဂျူလိုင်13ရက်နေ့ထိပါတိုက်ကြီး6တိုက်ကအကလပ်အသင်း32သင်းကိုအင်ရှင်ဘောလေဟိုစီတီရဲ့နိုင်မျိုး17မျိုးကနေဘလုံးကွင်း12ကွင်းနဲ့ကျင်းပမှာဖြစ်တယ်ဆိုတော့ဒီပြိုင်ပွဲမှာ FIFA ကပြိုင်ပွဲအတွက်ပတ်စံတွေအများကြီးသုံးပြီးတော့ FIFA Club World Cup အတွက်သူတို့စပွန်ဆာပေးဖို့လုပ်ပြီးတော့အဓိကစုချင်းငွေ ချန်ပီယံဖြစ်မဲ့အသင်းကိုပန်းတရာထိပေးမယ်လို့သူတို့ကကြေညာထားတယ်။ဒါမှလည်းဒီပြိုင်ပွဲကိုသူတို့စိတ်ဝင်စားအောင်လို့ဆိုပြီးတော့သူတို့လှုပ်ထားတယ်။ဝင်ရောက်ရှင်ပြိုင်တဲ့အသင်းတွေအားလုံးကိုပါသူတို့ဘက်ကစံချိန်တင်ကြေးပေးမယ်လို့ပြောထားတဲ့အတွက်ကြောင့်ဒီပြိုင်ပွဲကိုစိတ်ဝင်စားစားအောင် FIFA ကတောင်းလျှောက်သူတို့ဘက်က push လုပ်ပြီးတော့ကျင်းပတယ်။အခုဆိုရင်ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ရှိရင် ဒိတ်ဒိတ်ကျဲအသိတွေအားလုံးကိုသူတို့ရအောင် manage လုပ်နိုင်တဲ့အတွက်ပြိုင်ပွဲတော့တော်တော်လေးကြီးသွားပြီဒါပေမဲ့ပေးသက်စိတ်ဝင်စားမှုအပိုင်းမှာ club တွေရဲ့အောင်ဆုဆိုင်မှုဘယ်လောက်ရှိမလဲပေါ့မူတည်တာပေါ့လေ FIFA ကနေဒီပြိုင်ပွဲတစ်ခုလုံးအတွက်ဒါ sporting performance ဆိုပြီးစပြီးတော့ participate လုပ်ပြီးဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့အသင်းတွေအားလုံးကိုဒါစုချင်းဝင်တဲ့အသီးသီးပေးတယ်ဆက်ဆဆချင်းမှာဒီပြိုင်ပွဲမှာ champion ဖြစ်မဲ့အသင်းက အမေရိကန်ဒေါ်လာ125တန်းထိရရှိမှာဖြစ်ပြီးတော့တခြား investment တွေပါတွေအားလုံးပေါင်းရင်တော့သူတို့ရဲ့ဝင်ငွေကအများကြီးတိုးဝါသွားမှာဖြစ်တယ်လို့ဆိုထားတယ် price money ဒီပြိုင်ပွဲကို FIFA က total အဖြစ်2.5 billion euro ပေါ့လေ total ဆိုရင်သူတို့က2.5 billion လို့သူတို့သတ်မှတ်ထားတယ် American dollar ဆိုရင်1.89 billion ထိရှိမယ်ဆိုတော့3 billion နီးပါးသူတို့ပြိုင်ပွဲအတွက်ပေးမယ့်အချိန်မှာ စာဝင်တဲ့အသင်းလေးကိုကိုသူတို့ဆက်ဆက်ချင်းမှာအမေရိကန်ဒေါ်လာ58တန်းကျော်8တန်းနီးပါးယူရိုဆိုရင်တန်း90စပေးလိုက်တယ်ဆိုတော့ခြေစပွဲတစ်ခါတည်းအောင်ထားပြီးသားအသင်းတွေကထားပါတော့ Chelsea တို့ Real Madrid တို့ Man City တို့ Paris Saint-Germain ဒီသင်းတွေစာဝင်တာနဲ့တန်း90ရသွားပြီဘလို့ရလဲဆိုရင်သူတို့ sorry တဲ့ ranking သတ်မှတ်ထားပြီးသား Champions League ပြိုင်ပွဲရဲ့နောက်ဆုံး၄နှစ်တာကာလဆွမ်းဆောင်ရည်ကိုကြည့်တယ်ဆွမ်းဆောင်ရည်ကြည့်တဲ့အခါမှာ2021မှာ Chelsea Champion ဖြစ်တယ်၂၀နှစ်မှာ ရယ်မက်ဒရစ်ချန်ပီယံဖြစ်တယ်23မှာမန်စီးတီးချန်ပီယံဖြစ်တယ်24မှာဒါရယ်မက်ဒရစ်ထပ်ပြီးချန်ပီယံဖြစ်တယ်အဲ့၄နှစ်ကိုကြည့်တယ်အဲ့၄နှစ်ပြီးတော့မှအဲ့ချန်ပီယံမှာရယ်မက်ဒရစ်ကတစ်ချိန်ချန်ပီယံဖြစ်တဲ့ကြောင်း Southpack က whole rank ရဲ့အနေထားရရတယ်ဒီကြားထဲမှာအဲ့၄နှစ်တာကလာတွေကလပ်တီးရဲ့ ranking အတမချက် coefficient ရဲ့အဆင့်တန်းနဲ့ဥရောပရဲ့ record ကိုကြည့်ပြီးတော့သူတို့အမှတ်တွေပေးပြီးတော့မှတနိုင်ကန်ကို maximum နှစ်ပေးမဲ့ပါဝင်ရမယ်ဆိုတော့ဥရောပ ဘောလုံးဖွဲ့ချုပ်အသင်းတွေကတော့ပတ်စံပိုပြီးရမယ်သဘောဖြစ်တဲ့စုချင်းငွေတွေ over 2 billion ကျော်သူတို့ပေးမယ်လို့သတ်မှတ်ထားခြင်းမှာချန်ပီယံဖြစ်မဲ့အသင်းကယူရိုတန်း100အမေရိကန်ဒေါ်လာ125တန်းလောက်ထိရမှာဖြစ်ပြီးတော့စပြိုင်လာတဲ့သူတို့ကယူရိုတန်း90ရမယ်အမေရိကန်ဒေါ်လာ58တန်းရမယ်ပြီးတာနဲ့အုပ်စုပွဲစဉ်တပွဲနိုင်တိုင်းမှာအမေရိကန်ဒေါ်လာ2တန်းပေးမယ်တည်ကြရင်တန်းပေးမယ် အဲ့ဒါ group stage မှာအဲ့၃ဘွဲမှာထားပါတော့ကိုက၃ဘွဲလုံးနိုင်ရင်6တန်းရပြီရှုံးထွက်အဆင့်ကိုတိုက်ရင်နောက်ထပ်9.5တန်း quarter final က73.1တန်း semi final က21တန်း final ကတန်30နဲ့ champion ဖြစ်ရင်တန်40ဆိုတော့ champion ဖြစ်ရင်တန်40ရေခုနရမယ်58တန်းနဲ့ပေါင်းရင်တန်100လောက်ဖြစ်သွားမယ်ဒီကြားထဲမှာအုပ်စုကနိုင်တာပဲရှင်တန်120ကျော်ဒါသူတို့ပုံစံတိုင်းသွားတာအဲ့ဒါအပြင်ကိုသူတို့ကဘာလဲဆိုတော့ participate ရဲ့ guarantee 32သိန်းကိုပေးတဲ့ rate ရှိတယ် အဲ့ဒါကဘာလဲဆိုခုနက performance ကိုကြည့်ပြီးပေးတဲ့ rate ဖြစ်ပြီးတော့ guarantee ပေးမဲ့နောက်တစ်ခုကဘာလဲဆိုတော့ European ပြိုင်ပွဲဝင်တဲ့အသင်းတွေရဲ့ rank နဲ့ base ပေါ်မူတည်ပြီးတော့သူတို့က European club တွေကိုတသိန်းကို7.8တန်းကနေ38.19တန်းအထိသူတို့ရဲ့ club rank ကိုမူတည်ပြီး European အသင်းတွေကိုခွဲပေးမယ် အဲ့ price ကို total 925တန်းရှိတယ်အမေရိကန်ဒေါ်လာ925တန်းကိုဒီပြိုင်ပွဲဝင်32သင်းကိုသူတို့ခွဲပေးမယ်အဲ့ထဲမှာမှဥရောပအသင်းတွေကသူတို့စပြီးရမှာကအနည်းဆုံး7.8တန်းကနေ38တန်းထိရမယ် တောင်အမေရိကအသင်းတွေကသူတို့ကတော့အသင်းနေတဲ့အတွက်ကြောင့်သူတို့က15တန်းဆော့လေးရပြီးတော့မြောက်အမေရိကတိုက်ကလပ်တွေက9တန်းခွဲရမယ်အာရှကလပ်တွေက9တန်းခွဲအာဖရိကက9တန်းခွဲနဲ့သမုဒ္ဒရာကလပ်တွေကဆိုတော့3.5တန်းရမယ်ပြီးတော့မှအားလုံးချိုးတူပေးတယ်ဆိုတော့ပတ်စံငွေရှိတယ်အဲ့ဒါကတန်း150အမေရိကန်ဒေါ်လာတန်း150ကို32သိန်းကိုထပ်ပြီးခွဲပေးမယ်ဆိုတော့သူတို့ပေးတဲ့ bonus ကအများကြီးတော့မဖြစ်လဲဆိုတော့ ချန်ပီယံဖြစ်မဲ့အသင်းဟာစုချင်းဝေတီးတန့်ကိုပဲအမေရိကန်ဒေါ်လာ125တန်းလောက်ထိတော်နမန်ကနေရမယ်ဒါအပြင်တခြားတခြားသော addition fee တွေကကျွန်တော်တို့ပေါင်ဝေးရရှိခဲ့တဲ့ performance bonus ပြီးတော့မှဥရောပရဲ့ rank ascent နဲ့ European အသင်းတွေရောဥရောပအသင်းတွေနဲ့တခြား league တွေကိုသတ်မှတ်ထားတဲ့ rank ကပေးတဲ့ပတ်စံနဲ့ခုနပြောတဲ့အချိုးတွေခွဲပြီးပေးလို့ရှိရင် champion ဖြစ်မဲ့အသင်းဟာ American dollar တန်း150ထိအများဆုံးရနိုင်တယ် အမေရိကန်ဒေါ်လာတန်250ဆိုတိုတယ်အားဖြင့်ယူရို219တန်း219တန်းဆိုတာချန်ပီယံလိတက်တော့များသွားပြီဆိုတော့ဒါ FIFA ဒါကြောင့်သူကအရန်ကြီးပေးချလိုက်တာပေးချလိုက်တဲ့ချက်ကပြိုင်ပွဲကိုစိတ်ဝင်စားဖို့ပေါ့လေစိတ်ဝင်စားဖို့အတွက်အသေးတန်လုပ်တယ်သူတို့ပွဲစဉ်တွေကိုသူတို့စပြီးတော့မကျင်းပချင်ပါအခုကလပ်တွေတော်တော်များများစပြီးတော့ရောက်ပြီး နိုင်ငံတကာမှာရှိတဲ့ရုပ်တံတွေတော်တော်များများအဓိကရတဲ့ UK ကတော့5ဆိုတဲ့ line ကရပြီးတော့ခုလလောဆယ် American ကတော့ TND ပေါ့လေ UK မှာလည်း TND ရှိတယ်အဲ့ကနေကရတယ်ကျွန်တော်တို့အခုလလောဆယ်အနေထားရတော့ရုပ်တံဝင်ဝင်အပြင်ကိုအခု total အဖြစ်ကစုစုပေါင်းပွဲက64ပွဲရှိတယ်ပွဲက64ပွဲရှိမယ်အုပ်စုက A B C D E F G H အစုရှိခုရှိမယ်ပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲကာတာကမ္ဘာဖလားပြိုင်ပွဲပုံစံတိုင်းနဲ့သူတို့အစင်းစင်းသွားမှာဖြစ်တယ်ဒီနေရာမှာကလပ်တွေကိုတော့သူတို့ right အဖြစ်သတ်မှတ်ပြီးတော့မှ port 1 port 2 port 3 port 4ခွဲထားတယ်ပေါ်ဝမ်ကတော့ယောပါရဲ့ချန်ပီယံအသင်းတွေကိုအဓိကတည်ထားပြီးတော့ မန်စီးတီးတို့ရယ်မက်ဒရစ်တို့ဘိုင်ယန်တို့ပါရီစိန့်ဂျမိန်တို့ပါပြီးတော့တောင်အမေရိကကဖလာမင်ဂိုရဲ့ပါမီယက်စ်ရဲ့ရီဗာပလိတ်နဲ့ဖလူမီနစ်ပါတယ်ပေါ်တူးတဲမှာချယ်ဆီတို့ပါလို့အင်တာမီလန်တို့ပါတယ်ပေါ်သရီးတဲမှာလည်းဘူကာဂျူနီယာတို့လို့ပါပြီးတော့ပေါ်ဖိုးတဲမှာတော့အင်တာမိုင်ယာမီတို့ပချူကာတို့မေဂျာလိကလပ်တွေပါတယ်ဒီနေရာမှာကလပ်လီယွန်ကပချူကာနဲ့ကပိုင်ရှင်တူတူဖြစ်သွားတဲ့ကြောင့်အဲ့ဒီနေရာမှာ LAFC အသင်းကဒါဘယ်လိုပြောမလဲကလပ်အမေရိကမက္ဆီကန်ကလပ်ကိုပလေးအော့မှာနိုင်လို့ မေဂျာလိကလပ်တင်တင်ထပ်ပြီးတော့ခြေစပွဲအောင်လေဆိုတော့မေဂျာလိကတူတဲ3သင်းပေါ့လေစီရီယပ်စ်တဆောင်ဒါအသင်းရဲ့အင်တာမိုင်ယာမီနဲ့ LAFC ပါတယ်ဆိုတော့ဘရာဇီးကလပ်ကစုစုပေါင်း4သင်းပါတယ်ဘရာဇီးကလပ်က4သင်းပါတယ်ဆိုတော့အခုလောလောဆယ်ဒီပြိုင်ပွဲမှာကျွန်တော်တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်အောက်ဆူအမပါမီယက်စပိုတိုအာလီနဲ့အင်တာမိုင်ယာမီအောက်ဆူဘီမှာလက်ရှိယူရိုပီယံချန်ပီယံပါရစ်စိန့်ဂျာမိန်အက်တလတီကိုမတ်တွင် Liberty to Champion Botafogo နဲ့ Major League Club Seattle Sounders အုပ်စုစီမှာ Bayern Munich, Auckland City, Boca Juniors နဲ့ Benfica အုပ်စုဒီမှာ Flamengo, Espanyol ပြီးတော့မှ Chelsea နဲ့ LAFC အုပ်စုအီမာ River Plate, Urawara Red Diamond, Inter Milan နဲ့ Monterrey တို့ပါပြီးတော့အုပ်စု F က Fluminense ရဲ့ Borussia Dortmund ရဲ့ USAI နဲ့တစ်ဖက်က မိုဟမ်မက်ဒိုဆိုတဲ့အသင်းရဲ့အုပ်စုကြီးမှာတော့ Manchester City, Wider FC, AA နဲ့ Juventus ပါပြီးတော့အုပ်စု H က Real Madrid, Arsenal, Pachuca နဲ့ RB Salzburg တို့ပါတယ်။ဒါကအုပ်စုပေါ့လေ။ကျွန်တော်တို့ဖွဲ့စဉ်တက်က Inter Miami အသင်းကစပြီးဖွင့်မှာဖြစ်တဲ့ Inter Miami က Asian Club အနေနဲ့စပြီးတော့သူတို့ရဲ့ပွဲစဉ်ကို AR ဆိုတဲ့အသင်း EG Club အသင်းနဲ့ Harrow Stadium မှာဂျွန်ဆလီယန်နီမှာစတင်ဖွင့်မှာဖြစ်တယ်။ဒါ Inter Miami ရဲ့ပွဲစဉ်ကစပြီးတော့ပွဲစဉ်တစ်စဖွင့်မှာဖြစ်တယ်။ဆိုတော့ဒီနေရာမှာ Club အသင်းတွေဘယ်နေရာမှာ base လုပ်ကြလဲ Club အသင်းတွေဘယ်နေရာမှာဘယ်လိုပုံစံရွေးချယ်ကြလဲပေါ့လေဆိုတဲ့အချိန်မှာအခုဘောလုံးကွင်းတွေကတော့ Los Angeles ရဲ့ Ross Bowl ဆိုတဲ့ series က8000 8000ရှိတဲ့ကွင်ပဲအဲ့ကွင်ကတော့အကြီးဆုံးပဲမှာပါတယ်ပြီးတော့မှ မက်လိုက်စီဒီယံဆိုပြီးတော့2026ကမ္ဘာဖလားဖိုင်နယ်ကျင်းပမယ်နယူးယောက်စီးတီးကမက်လိုက်စီဒီယံ8000ရှိတဲ့ကွင်းဒီကွင်းလည်းရွေးချယ်ထားတယ်ပြီးတော့မှရှာလော့မှာရှိတဲ့ဘန်ဂလောအမေရိကန်စီဒီယံဆိုတာရှိတဲ့9000ဝယ်ရှိမယ်အတလန်တာကမစီဒီဘန်စီဒီယံကလည်း one of the best စီဒီယံပဲအိုက်စီဒီယံက9000ဝယ်ရှိပြီးတော့ဖီလီဒေဗီယာကလင်ကွန်စီဒီယံရှိတယ်အိုက်ကောင်က6900ရှိပြီးတော့စီယာတယ်မှာရှိတဲ့လူမန်ဖီဆိုတဲ့ကွင်းက6900ရှိတယ်ကွင်းကကွင်းကြီးတွေပဲ မိုင်ယာမီမှာရှိတဲ့ဟာဘရိုစတေဒီယံက6000ဝယ်အိုက်ကွင်းကပွဲစဉ်တင်စားဖွင့်မှာဖြစ်ပြီးတော့ပြီးတော့မှချမ်ပီယံဝေါ်စတေဒီယံဆိုတာကနောက်ထပ်6000ဝယ်အော်လန်ဒိုကကွင်းနှစ်ကွင်းရှိတယ်တကွင်းက6000ဝယ်နဲ့တကွင်းက2000ဝယ်ပြီးတော့မှနက်ရှ်ဗီကနောက်ထပ်တကွင်းက3000နဲ့ဆီဆီနတ်ဒီက2600ဝါရှင်တန်ဒီစီကအိုဒီဖီက2000ဆိုတော့ကွင်းသေးက၄ကွင်းပါတယ်ကျန်တဲ့ကွင်းတွေကတော့6000ကျွဲအထက်က8ကွင်းတော့ပါတယ်ဆိုတော့သူတို့က share တော့ share တော့လုပ်ထားတယ် တော့အသင်းတွေတော်တော်များများကတော့ဖလော်ရီယာမှာဘေးချတယ်များတယ်အခုအတလက်တီကိုမက်ဒရီကကယ်လီဖိုးနီးယားပြည်နယ်ကလော့စ်အန်ဂျလိစ်မှာဘေးချတယ်ပိုင်မြူနစ်ကဖလော်ရီယာမှာသူတို့အသင်းကိုဘေးချတယ်ဘရီရှာဒော့မန်ကလည်းဖလော်ရီယာမှာဘေးချတယ်ဘူကာဂျူနီယာလည်းဖလော်ရီယာမှာဘေးချပြီးတော့ချဲစီကပန်ဆယ်ဗေးနီးယားမှာဘေးချတယ်တစ်ဖက်ကအင်တာမိုင်ယာမီကတော့သူလက်ရှိရှိနေတဲ့ဖလော်ရီယာမှာပဲဘေးချပြီးတော့ Inter Milan အသင်းကလည်းဒါအခုလက်ရှိမှာ Washington မှာပေးချတယ်သူတို့က Washington မှာသွားပြီးပေးချတယ်နောက်တစ်ဖက်က Juventus က Orlando မှာပေးချပြီးတော့နောက် Manchester City ကလည်း Florida မှာပဲပေးချဆဲ Paris Saint-Germain ကတော့ California မှာသွားပြီးပေးချပြီးတော့ Real Madrid က Florida မှာပဲပေးချတယ်ဆိုတော့ အများစုကတော့ Florida မှာပဲပေးချတယ်အဓိကတော့ Yadiru ကို hold ဝယ်တာလည်းဖြစ်တယ်အဲ့ဘက်ခြံကိုပဲအဓိကဦးတည်ထားကြတယ်ဆိုတော့ဒါကတော့ FIFA ရဲ့ Club World Cup စဝင်တဲ့အသင်းက Euro တန်း90 American Dollar 58တန်းစပြီးတော့ဝင်ခွင့်ရတာ ਨੇ ရရှိပြီးတော့ Champion ဖြစ်မဲ့အသင်းကစုချင်းဝယ်ရည်တန်း125တန်း total package တန်း200ကျော်ထိယူရိုဆိုရင်215တန်းလောက်ထိရပြီးတော့စုချင်းဝယ်အများကြီးပေးတဲ့ဒီပြိုင်ပွဲဖြစ်တယ် 2029 Club World Cup ပြိုင်ပွဲကို FIFA ကအခု32သိန်းကနေ48သိန်းထိတောင်လုပ်ဖို့ဆိုပြီးစဉ်းစားနေတယ်ဆိုပြီးတော့သူတို့ကလည်းနောက်ထပ်ထပ်ထပ်တိုးဖို့လုပ်နေတယ် FIFA ကအဲ2029ပြိုင်ပွဲကိုတော့သူတို့က close တော့အင်ရှင်တော့မယွေးသေးဘူးဒါပေမဲ့အဲ29ပြိုင်ပွဲတော့သူတို့ bid လုပ်ထားတဲ့နိုင်ငံတွေထဲမှာ Australia ပါတယ် New Zealand ပါတယ် Spain Portugal Morocco ပါတယ်ပြီးတော့မှ American လည်းပါတယ် ဒါကတော့29 addition အတွက်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်